လက်ဗရောင်းတောင်ကျင်းဒီစီမံကိန်းနယ်မြေမှာလွန်ခဲ့တဲ့၄နှစ်ကလုံခြုံရေးတပ်ဖွဲ့တွေကဆန္ဒပြသမားတွေကိုတိုက်ခိုက်ခဲ့တဲ့ကိစ္စကိုဖြေရှင်းပေးဖို့တက်ကြွလှုပ်ရှားသူတွေကအစိုးရအသစ်ကိုတောင်းဆိုတဲ့သတင်းကိုတော့အောင်သူကပေးပို့ထားပါတယ်ခင်ဗျာအရင်အစိုးရလက်ထက်ကလက်ဗရောင်းတောင်ကျင်းဒီစီမံကိန်းနယ်မြေမှာလုံခြုံရေးတပ်ဖွဲ့တွေကရွာသားတွေကိုအင်အားသုံးတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး၄နှစ်ပြည့်တဲ့အချိန်ထိအစိုးရအနေနဲ့တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးတာတွေမရှိတဲ့အပြင်မြေသိမ်းတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဖြည့်ရှင်းဆောင်ရွက်မှုတွေကလည်းအခုချိန်ထိမပြီးနိုင်သေးတဲ့အတွက်ကြောင့်ဒါတွေကိုလက်ရှိအစိုးရအနေနဲ့အမြန်ဆုံးဖြည့်ရှင်းဆောင်ရွက်ပေးဖို့ရန်ကုန်မြို့ကမြို့တော်ခန့်မှရှိမှဆန္ဒပြနေကြတာပါ။ရန်ကုန်တော်ကိစ္စနဲ့ပတ်သက်ပြီးတော့ဆန္ဒတွေမီးလောင်မုံဖြည့်ထားတာ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့အရင်အစိုးရကလည်းတောင်းယူတာမရှိဘူး။အခုနောက်အစိုးရကလည်းတောင်းယူတာမရှိဘူး။အဲ့ဒါတော့မရှိကြတော့စံပယ်ဆောင်ရွက်မှုတွေအနေနဲ့လည်းအဲ့ဒီဆရာတော်တွေရော ဘယ်ဘယ်လူမျိုးရေးပြဿနာတွေကမှတော့စောင့်ရှောက်တာမရှိဘူးပါ။အဲ့လိုမျိုးနဲ့ပဲအခုလင်းလင်းမြောက်လာတယ်။တော့ပါပဲ။အခုလို့ထွက်လာပြီဆိုတဲ့ကူကတရားဥပဒေအစိုးရနဲ့ပြည်သူကြားမှာညီမျှစိုးမုံမှုမရှိသေးဘူးဆိုတာကိုကျွန်တော်တို့သိသိချာချာသိစေချင်လို့ပြည်သူအစိုးရတရားအနေနဲ့ပြည်သူအစိုးရဆိုတဲ့နာမည်ဂုံဒရက်နဲ့အညီပြည်သူရဲ့လက်တမ်းမှင်ဆွန်းခဲ့တဲ့တံပိုးတွေကိုပုံမိုပြီးတောက်ပြောင်ဖော်ဆောင်နိုင်မှုအတွက်ကျွန်တော်တို့လိုအပ်နေတဲ့လိုအပ်မှုရှုထောင့်ပေါ်ပြတာပါ တနည်းအားဖြင့်ကျွန်တော်တို့အစိုးရတရရဲ့လုံဆောင်ရန်ကြံရှိနေတဲ့တာဝန်တွေကိုကျွန်တော်တို့ပြည်သူပြည်သားတက်ကြွလှုပ်ရှားတဲ့သူတွေတက်နိုင်တဲ့ဘက်ကနိုင်ငံတိဆောက်ရေးမှာပူးပေါင်းပါဝင်တာပါလက်မတော်တော်ရေးလှုပ်ရှားနေသူတွေကစီမံကိန်းတွေရပ်တန့်ဖို့နဲ့ဝန်ပေါင်းကုမ္ပဏီထွက်သွားဆိုတာတွေကိုနေရာအနှံ့မှာကန့်ကွက်ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့တရုတ်တန်ယုံရှိတွေမှာလည်းကန့်ကွက်ဆန္ဒပြပွဲတွေကိုပြုလုပ်ခဲ့ပြီးပါပြီဒါပေမဲ့အခုလိုလင်းနစ်ပြေးတဲ့အချိန်ထိအစိုးရအနေနဲ့တာဝန်ယူဖြည့်ရှင်းမှုတွေအားနည်းနေတဲ့အတွက်ကြောင့် ဒီလိုလင်းနစ်ပြည့်အထိမ်းမက်မှာကန့်ကွက်ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့တကြွလှုပ်ရှားသူတွေကပြောပါတယ်။မွန်မွန်လီမက်ဆစ်စင်းနဲ့လို့ပြောပါမယ်။အချက်ပဲပြီးတော့တက်ကပ်ချုပ်ပေးခဲ့တယ်။ဒါလင်းနစ်ပြည့်ထဲမှာပဲ။ဒါပါဘူး။ဒါရတာပေါ့နော်။အဲဒီတော့ဒီလင်းနစ်ပြည့်တဲ့ချီဆိုးဝါအနေနဲ့ရခိုင်ဆိုးလောက်ခဲ့တာကိုလည်းယူ တောင်းဝင်ပြည်တာမရှိခဲ့ဘူး။အဲပြီးတော့ဒေသခံတွေကတကယ်နစ်နာခဲ့တဲ့ပုံမှန်လဲဒါဖြစ်ရှင်းမှုတွေကအခုချိန်မပြီးနိုင်နေတဲ့အတွက်ဒါတွေကိုလည်းဖြစ်ရှင်းပေးဖို့အကြိုးစားအဲကျင်ညာချက်ထုတ်ဖို့တောင်းဆိုဖို့ရောက်နေတယ်။လွန်ခဲ့တဲ့၄နှစ်ကကျင်းနီစီမံကိန်းနေမြေထဲမှာတပိမောက်ဆန္ဒပြခဲ့ကြတဲ့ရဟန်းတံဃာတွေနဲ့ပြည်သူတွေကိုရဲတပ်ဖွဲ့ကအင်အားသုံးလူစုခွဲခဲ့တယ်လို့2014ခုနှစ်မှာလေယာဉ်မြေပေါ်မှာစီမံကိန်းအတွက်ခြံစည်းရိုးခတ်တာကိုတားဆီးဖို့ကြိုးစားခဲ့တဲ့ရွာသားတွေကို ရဲတပ်ဖွဲ့ကနှိမ်နင်းခဲ့ရမှာတော့ရဲဘက်ကပြစ်လိုက်တဲ့တနက်ကြီမှန်ပြီးလေသူမာကြီးတော်ခင်ဝင်းတေဆုံးခဲ့ရပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ